Binance ကကွိုင်းတွေကိုတခြား wallet ကိုဘယ်လိုမျိုးပို့မလဲ Binance မှာပဲ crypto ဝယ်တက်ပြီးတော့ဝယ်ထားတဲ့ coin တွေကိုတခြား wallet ကိုမပို့တတ်ဘူးဆိုလို့ရှိရင်အခု video ကအများကြီးရှုရှိမှာပါဒီနေ့မှာ trust wallet အကြောင်းနဲ့ wallet အသုံးပြုနေရေးအပြင် Binance ကလည်းပြီးရော trust wallet စီကိုငွေပို့နေငွေလက်ခံနေရေးကိုပါဥပမာပြပြီးရှင်းပြပေးမှာဖြစ်ပါတယ်ပထမဦးဆုံး trust wallet အကြောင်းကိုနည်းနည်းလေးရှင်းပြပါမယ် trust wallet ဆိုတာကကြတော့ crypto တွေသိမ်းတဲ့ပတ်စံတစ်ခုလို့ပါပဲ exchange တွေမှာ crypto တွေထည့်ထားတာကစိတ်မချရတဲ့အကြောင်းကို crypto mate မှာပြောပြ ောက်ခဲ့ပူပါရယ် Trustwella လိုမျိုးကိုပိုင် key ရှိရဲ့ crypto wallet တွေကအိစရိနေထပ်ပို့ပြီးတော့စိတ်ချရပါတယ် Solana ကတော့ကိုပိုင် private key ရှိနေသူတွေအိစရိနေပြတ်သွားမှလည်းစိတ်မပူရပဲနဲ့ coin ကိုတင်ထလို့ရနိုင်မှာပါဒါဆိုလို့ရှိရင် Trustwella ကိုဘယ်လိုမျိုးစတင်ရမလဲအင်းရဆုံး Play Store ဒါမှမဟုတ် App Store ကိုသွားပြီးတော့ Trustwella ကိုရှာပြီးတော့ download လုပ်လိုက်ပါ ပြီးရင် app တဲကိုဝင်ပြီးတော့အခုမှစတော့မှဆိုလို့ရှိရင် create wallet ကိုရှင်းလိုက်ပါဒါဆိုလို့ရှိရင် wallet ထဲပုံဝင်ဖို့အတွက် passport ထားခိုင်းပါလိမ့်မယ်ကိုကြိုက်တဲ့နံပါတ်ကိုထားလိုက်ပါ ပြန်အနံမကိုပဲထပ်ထည့်ပါဒါဆိုလို့ရှိရင်ဖုန်းအမျိုးအစား alive face id down down မျိုး node ပို့ခွင့်ပေးမပေးကိုရွှေ့လိုက်ပါပြီးရင် diga c phrase နဲ့ create ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ well up ဝင်သွားပါပြီ အရေးကြီးတာပြောပြပါမယ်အကောင့်အစ်ဖွင့်မယ်ဆိုလို့ရှိရင် crypto သဘောအရာယူယူ passport အပြင်ကို C phrase လို့ခေါ်ရမတူညီတဲ့အင်္ဂလိပ်စာလုံးတွေကို wallet အသင်းဖွင့်နိုင်အစင် like ကိုတည်တည်ချာချာမှတ်ထားရပါမယ် C phrase ကိုရှာခြင်းနဲ့ဆိုလို့ရှိရင်ဒီ main wallet ပေက3ကန်လေးရဲ့ဝင်ပြီးရင်အဲ့ဒီပေကအဆက်30တွေကိုနှိမ့်လိုက်ပါဒါဆိုလို့ရှိရင်တော့ manure backup now ဆိုတာကိုမြင်မှလိမ့်မယ်အဲ့ဒီတဲကိုဝင်လိုက်ရင်စောစောကပေးလိုက်တဲ့ passport or face id နဲ့ဝင်ပါ ပြီးရင်ဒီဟာလေးတွေကိုအမှန်ချစ်ပါ 거든요 레고웨 ဒါဆိုလို့ရှိရင်တော့ menu backup ဆိုတဲ့အောက်မှာအင်္ဂလိပ်စာလုံးပေါ်လာပါလိမ့်မယ်။ screenshot, screen record ရင်မပေါ်လို့ပါ။အဲဒီစာလုံးအဖြစ်စင်လိုက်ကိုမိမိကလွယ်လို့ဘသူမှမသိပါစေနဲ့။ဒီစာလုံးလူတွေရှိနေတယ်ဆိုလို့ရှိရင်ဘသူမှဆိုဒီ wallet ထဲကနေပြီးတော့ဝင်ထုတ်လို့ရနိုင်အောင်မလို့ပါ။ပြီးတော့ဒီစာလုံးတွေကိုစာအုပ်နှစ်အုပ်လောက်ထဲမှာလရေနဲ့ခြားထည်ထားတဲ့မှာရယ်ဒါတွေကိုပြောက်သွားရယ်ဆိုလို့ရှိရင်တော့လုံးဝလုံးဝအခုရဲ့ crypto တွေကိုပြန်မရနိုင်ပါဘူးဒီအစ်စင်နေပြီးရင်သူကဘဲစကလုံးမြောက်ကဘဲအလု ုံးလဲဆိုပြီးတော့ပြန်ရွေးခိုင်းပါသေးရဲ့တိစာမှတ်ထားတဲ့ကနေပြီးရွှေ့လိုက်ပါ ကွန်ဖန့်ပြီးရင်ဒီနေရာမှာ active flow ပေါ်မှာဖြစ်ပြီးရော safe လိုက်ပါဒါဆိုလို့ရှိရင်တော့ trust wallet ကို activate လုပ်ပြီးသားဖြစ်သွားပါပြီ wallet ဆက်စားခြင်းဝင်လိုက်တဲ့ဆိုလို့ရှိရင်ဒီစာနဲ့နာပေါ်နေမှာပါ send ဆိုတာကကြတော့ဒီ trust wallet ကနေတခြားကိုပို့ချင်ရသုံးပါတယ် receive ဆိုတာကကြတော့တခြားနေရာတခြားလူစီကနေပြီးရောအခု trust wallet ထဲ crypto တွေလွှဲရတဲ့နေရာပါဘေးက Binance ကတော့တခြား credit card တို့ပါလို့ရတယ် American လိုနိုင်ငံမျိုးတွေကလူတွေနဲ့ပဲလူသိမ့်ပါတယ် မြန်မာတွေကတော့ Binance P2P ကိုသုံးတော့အသင့်တော်ဆုံးပါပဲ history ကတော့ငွေပြောင်းမှုလဲလို့ပြုရဆက်လို့ရှိရင်ပြန်ကြည့်ရနေရပါကဲဒါဆိုလို့ရှိရင်တော့ Binance ကနေပြီးတော့လွှဲဖို့အတွက်အရင်ဆုံး receive ကိုနှိပ်လိုက်ပါအဲ့ဒါဝင်လိုက်တယ်ဆိုလို့ရှိရင်ထည့်လို့ရတဲ့ coin နဲ့အကုန်ပေါ်လာပါလိမ့်မယ် ဒီဗီဒီယိုမှာကကြတော့ USDT ကိုထွက်ရှင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ search မှာရှာလိုက်ပါတယ်။ဒီ coin နာမည်ဘေးကစာလုံးအဖြောင်းနဲ့ရေးထားရတဲ့က blockchain နာမည်တွေပါ။ဒီမှာအရင်အရေးကြီးတာကပို့သူနဲ့လက်ခံသူကိုရွှေထားတဲ့ blockchain 2ကိုတူရပါမယ်။မတူဘူးဆိုလို့ရှိရင်တော့ဘယ်လိုမှအဲ့ဒီပတ်စံကိုပြန်ရမှာမဟုတ်ပါဘူး။အခုဒီမှာ BME chain ကိုရွှေ့လိုက်မယ်။ဒါဆိုလို့ရှိရင်တော့ address ပေါ်လာပြီး copy လိုက်ပါ။ပြီးရင်ကိုလွှဲမယ် exchange ကိုသွား။ဒီမှာဆိုလို့ရှိရင်တော့ Binance ပေါ် accept chain ကိုဝင် send ကိုရွှေ့

ဒီထဲမှာက on chain withdrawal ကိုလုပ်ပြမှာဖြစ်ပါတယ်။ဒီမှာကိုယ်မှာရှိတဲ့ coin တွေပေါ်လာတဲ့အခါကိုပို့မှာကိုရှိလိုက်ပါ။အခုတော့ USDT ပေါ့ address မှာစောစောက copy ထားတဲ့ trust ရဲ့ address ကို paste လုပ်လိုက်ပါ။အေးကြည့်တာကတော့ဒီ network ပါပဲ။ trust wallet မှာက BNB smart chain ယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အခု Binance ပေါ်မှာလည်း BNB ကိုယူရပါမယ်။အနည်းဆုံး10ဒေါ်လာကနေစပြီးရလွှဲထုတ်ရပါပြီ။ confirm လိုက်ပြီးတော့ခဏဆောင်ပါ။ဒါဆိုလို့ရှိရင်တော့အခုလို trust မှာငွေရောက်သွားပါ ါပြီ Trust ကနေပြီးတော့ Binance ကိုပြန်သွဲစင်တဲ့ solution နဲ့ထုံနေတူပါပဲဒီတစ်ခါကတော့ Binance ကိုအရင်ဝင်ပြီးတော့ SFJ က @phone goal နေလိုက်ပါဒါဆိုလို့ရှိရင်တော့ဖြည့်စင်တဲ့ coin ကိုရွှေ့လို့ရပြီအခုကတော့ USDT ပါပဲဒီတစ်ခါလဲ chain အတူတူဖြစ်တဲ့ BNB Smart Chain ကိုရွှေ့ပြီးတော့ address copy ပါ trust တွေကိုပြန်ဝင်ပြီးတော့ send ကိုနှိပ်ပါပို့ရမယ့် coin ကိုရွှေ့ပြီးတော့ Binance USDT BME chain address ကို paste လိုက်ပါအခုပို့မှာကို mass ရွှေ့ပြီးတော့ next ရွှေ့ပါ confirm ပြီးရင်ခဏနေလို့ရှိရင်တော့ Binance တန်ငွေပြန်ရပါပြီဒါကတော့ trust wallet setup နေနဲ့ငွေလွှဲငွေတင်နေဖြစ်ပါတယ် နောက်ဆုံးသတိထပ်ပေးချင်တာကတော့ပုံးမဲ့ coin နဲ့ chain ကိုနှစ်ဦးနှစ်ဖက်လုံးတူနေရပါမယ်။ငွေမဆုံးချင်မှုဆိုလို့ရှိရင်တော့အရင်အရေးကြီး low point number 2ရလား blockchain 2ရလားဖနာဖနာပြန်ဆက်ပြီးမှထွက်ပြပါ crypto မိတ်ဘက်ကဘယ် crypto ရဲထည့်ပါဆိုပြီးရင်းနှီးမြန်မာ financial advice တော့မပေးပါဘူး knowledge sharing တော့ပြန်သက်သက်ပဲဖြစ်ပါတယ် crypto ကြောင်းသားတဲ့ပုံသားအလွယ်ဆုံးနဲ့အရှင်းဆုံးရှင်းပြပေးနေရဖြစ်တဲ့အတွက်ကြောင့်မလို့ crypto ကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ crypto maker channel ကို like follow subscribe လုပ်ထားပေးကြပါဦးနော် မတိရရှိတော်မေးခြင်းနဲ့ဆိုလို့ရှိရင်လည်း Crypto Maker Telegram Group ကို join ပြီးမိလို့ရပါတယ်။ Finance account မရှိသေးဘူးဆိုလို့ရှိရင်တော့ trading fees 20% discount နဲ့ giveaway တွေကိုရနိုင်တဲ့ Finance account ကိုအခုပြထားတဲ့ Crypto Maker Reward ကိုပို့သုံးပြီးဝင်ထားလို့ရပါတယ်။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။ Crypto Maker အားလုံးမဲ့နောက် video မှာပြန်တွေ့ရပါမယ်။